ယနေ့ဓမ္မနန်းတော်ဝိပဿနာရိပ်တာတည်ထောင်မှုရန်အတွက်သဒ္ဓါပြုဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးပေါင်းထုတ်တမ်းပေးကြသောအလူရှင်များမှာမောင်မျိုးသူရမှတသိမ့်ချက်တဘောဒကနာချုပ်ရင်းသွားသောဖခင်ကြီးအုံးမြင့်မိခင်ကြီးတော်တန်တမ်းမြင့်တို့ဟာရည်သူရည်မှန်း၍လမ်းစဉ်အလူတော်ငွေအဖြစ်ဥသောရန်၌မိသားစုမှနောကမဝတ္ထုငွေတသိမ့်ချက်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောင်းဆက်ဖြစ်သောကဆိုးပေသောအန္တရာယ်သောယောဂါစုအမျိုးမျိုး ကင်းစင်လွင့်ပြောက်ပြီးဘဝဤခန္ဓာနဲ့ပဲဤသာသနာတော်တွင်၌ဒုက္ခပေါင်းချွင်းခြင်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။ဒုမတပံတဘောတက္ကနာချုံရင်သွားတော်ဘူးမြင့်တည်၎င်းဒေါ်တန်တန်မြင့်တို့တည်၎င်းဒီကဏိအခါသမယ၌မသိမတဲ့သောလုံးသွင်းမြင့်ညံ့မရောက်ရှိကောင်းသောဘုံဘဝဗုဒ္ဓနာသို့ရောက်ရှိနေညံ့ယနေ့ယခုပြုလုံးအားထုတ်သောကုသိုလ်ကောင်းမှုတို့အားကြားသိ၍တာလို့ခေါ်နိုင်၍တော်၎င်းအမှန်မထတဘာဘာသောတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်ဆွေမျိုးမိတ်ဆွေကအပေါင်းတို့မှ ဘေးဘဝသော ကုသိုလ်အမြတ်မြတ်တာတို့ဟာသာတို့ခေါ်နိုင်၍တော်၎င်းမိမိပြုလုပ်အားထုတ်ခဲ့ဖို့သောကုသိုလ်ကောင်းမှုတို့ဟာပြန်လည်ပါမှတ်ရ၍သာတို့ခေါ်နိုင်၍တော်၎င်းသာတို့ခေါ်နိုင်ပြီလင်နေကြသောဘုံဘဝဗုဒ္ဓနာစီမသည်မြင့်မြတ်သောဘုံဘဝဗုဒ္ဓနာစီတို့ ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ကုသိုလ်ကောင်းမှုအစုစုတို့အားသာတို့ခေါ်နိုင်ပါစေဟုဆုတောင်းသမှုအာယုံပြုပါれအဲ့တော့ကိုကျင်းတရားဟာ ိုကျင့်ရမယ့်တရားကိုကိုကျင့်တရားလို့ပြောတာကိုကောင်းကောင်းကျင့်ရင်ကိုကျင့်တဲ့ကောင်းကောင်းတရားဟာကိုရမယ့်ကောင်းကောင်းတရားပဲအဲ့တော့ကိုကျင့်တရားဆိုတာကိုကျင့်ရမယ့်တရားအဲ့ဒီမှာကိုကျင့်တရားဆိုတဲ့နေရာမှာကံဘက်ကကျင့်မလားညံဘက်ကကျင့်မလားအကျင့်နှမျိုးရှိတယ်ကံဘက်ကကျင့်တယ်ဆိုရင်တော့ကိုကျင့်တရားဟာကံဘက်ကကျင့်ရင်ကုသိုလ်တရားကုသိုလ်ကောင်းမှုများများလုပ်တာဟာဒါကိုကျင့်တရားပဲတိလားစောက်တည်တာလဲကိုကျင့်တရားဘာဝနာပွားများတာလဲကိုကျင့်တရားဒါပေမဲ့လို့ ကံဘက်ကကျင့်နေတဲ့ကိုခြင်းတရားကဘဝကိုတိုးဝှန်းအောင်လုပ်တယ်။သလိုတာကဘဝဒုက္ခချမ်းသာဒုက္ခကိုရအောင်လုပ်တယ်ကိုခြင်းတရား။အဲ့ဒါကကံဘက်ကကျင့်တဲ့ကိုခြင်းတရား။ညံဘက်ကကျင့်တဲ့ကိုခြင်းတရားကကျတော့ဘဝချုပ်အောင်ကျင့်တာကိုညံဘက်ကကျင့်တဲ့ကိုခြင်းတရားလို့ပြောတာ။ဒါဆိုရင်ကိုခြင်းတရားမှာကံဘက်ကကျင့်တဲ့ကိုခြင်းတရားသည်ကံကောင်းအောင်လုပ်တယ်။ညံဘက်ကကျင့်တဲ့ကိုခြင်းတရားကတော့ဘဝပြတ်အောင်လုပ်လုပ်တဲ့ကိုခြင်းတရား။ဘဝပြတ်အောင်ဆိုတာက ဘဝချုပ်အောင်လို့လုပ်တဲ့ကိုခြင်းတရားပေါ့အဲ့တော့အဲ့ဒီကိုခြင်းတရားမှာကံဘက်ကကျင့်နေတဲ့ကိုခြင်းတရားကကုသိုလ်တသက်ကိုကုသိုလ်ရအောင်လုပ်တာကိုခြင်းတရားကောင်းကောင်းကျင့်တာကိုရဖို့အတွက်ကိုခြင်းနဲ့ကောင်းကောင်းညာဘက်ကကျင့်တဲ့ကိုခြင်းတရားကြတော့ဘဝချုပ်အောင်လို့ဆိုလိုတာကတော့မဲခင်အကျင့်ကိုပြောတာပေါ့အဲ့ဒီမဲခင်အကျင့်ကိုကိုလို့သုံးသပ်ပြီးတော့မှကိုခြင်းတရားလို့ပြောတာအဲ့တော့မဲကုသိုလ်ရအောင်လို့လုပ်တာကိုခြင်းတရား ်ဘုကုသိုလ်ရအောင်လုပ်တာဒါတော့မက်ဆိုလို့ရှိရင်ဖိုးကလည်းပါပြီးသားမလို့အဲအဲ့ဒီကိုချင်းတရားကြတော့ဘဝချော့အောင်လုပ်တာဘယ်အတွက်လုပ်ထားလဲလို့မေးရင်နိဗ္ဗာန်အတွက်လုပ်တာအခုနကကျင့်တဲ့ကိုချင်းတရားကံဘက်ကကျင့်တဲ့ကိုချင်းတရားကတော့ဘဝအတွက်လုပ်တာဘဝဒုက္ခချမ်းသာဘဝတံပတ္တိနဲ့ပြည့်စုံဖို့အတွက်ကြိုးစားအားထုတ်တဲ့ကိုချင်းတရားဒီဟာကတော့အဲ့လိုမဟုတ်ဘူးဘဝတံပတ္တိကိုတောင်းတပြီးတော့လုပ်ထားမဟုတ်ဘဲနဲ့ဘဝချုပ်တာ ။အဲ့တော့ဘဝတံပတ္တိဆိုတာဘဝရနေသေးကဒုက္ခရနေတယ်။အဲ့တော့မနှက်ပြန်တိုင်းရှိနေသေးဟာမနှက်ပြန်တိုင်းမှာဘဝရှိနေတဲ့အတွက်ဘဝအတိုင်းဟာဒုက္ခဖြစ်လို့အဲ့ဒီဘဝကိုပြန်ပြီးတော့မလိုချင်တော့တဲ့ကိုချင်းတရားမျိုးကြတော့မက်ကိုအားကိုးတဲ့ကိုချင်းတရားမဲကူအားကိုးတဲ့ကိုချင်းတရားဆိုတော့မဲ့ညံရအောင်အာထုတ်တယ်ပေါ့အဲ့တော့မဲ့ညံရအောင်အာထုတ်ဖို့အတွက်ရှေ့ပိုင်းမှာဝိပဿနာဉာဏ်ကိုအခြေခံတာအဲ့တော့လောကီမဲ့လောကီမဲ့ကင်၅ပါးကလည်းဝိပဿနာမဲ့ပါအဲ့တော့ ပြောလိုက်တဲ့အခါမှာတော့ဝိပဿနာကျင့်တယ်ဆိုဝိပဿနာကျင့်ရင်မဲခင်၅ပါးဆိုရင်ဒါလောကီမဲခင်၅ပါးပဲအဲ့ဒါကကိုချင်းတရားအဲ့ဒီကိုချင်းတရားတစ်မျိုးကကြာတော့ဘဝကိုမလိုချင်အောင်ဘဝမရအောင်ကျင့်တာဘဝချုပ်ရအောင်ကျင့်တာအဲ့တော့ဘဝချုပ်တာဘာလဲလို့မေးတော့ဘဝချုပ်တာနိဗ္ဗာန်ပဲအဲ့တော့ဘဝချုပ်တာဘာလဲလို့မေးတော့ဘဝချုပ်တာဒုက္ခချုပ်အောင်လုပ်တာပဲဒုက္ခချုပ်အောင်ကျင့်တဲ့အကျင့်တရားအဲ့ဒါကိုတင်သားပြီးတော့ဟောရတဲ့အနေနဲ့တုံလိုက်တဲ့အခါကျတော့ကိုချင်းတရား ဒီကိုချင်းတရားကြတော့မက်နဲ့ပတ်သက်တဲ့ကိုချင်းတရားဝိပဿနာဉာဏ်အားထုတ်တဲ့လောကီမက်ကနေလောကုတ္တရာမက်ခင်၈ပါးရအောင်ပွားများတဲ့ကိုချင်းတရားအဲ့ဒါကိုတနည်းပြောလိုက်ရင်ကိုကိုအားကိုတဲ့ကိုချင်းတရားဒါဆိုလို့ရှိရင်ဒီနေ့ဒီအချိန်ခါမှာကိုချင်းတရားနဲ့ပတ်သက်ပြီးဌာနအနေနဲ့ကိုကောင်းကောင်းကျင့်လို့ရတီလအနေနဲ့ကောင်းကောင်းစောင့်တည်လို့ရဘာဝနာမေတ္တာပွားပြီးတော့ကောင်းကောင်းစောင့်တည်လို့ရတယ်တမထလုပ်ငန်းဒါက ံဘက်ကသွားတာအေးညံဘက်ကနေပြီးတော့ဘဝချုပ်အောင်ဘဝချုပ်တဲ့ဆိုတော့ဒုက္ခချုပ်အောင်လုပ်တာအဲ့တော့ဘဝဆိုတာဒုက္ခပဲဒုက္ခသစ္စာအဲ့တော့ဒုက္ခတွေချုပ်ငင်းအောင်လို့ကျင့်တဲ့တရားကြတော့သူကဝိပဿနာတရားဖြစ်သွားသူကကြတော့ညံအောင်အားကိုးတဲ့တရားပေါ့ခုနကကြတော့ကံအောင်အားကိုးတာအခုကြတော့ညံအောင်အားကိုးတာကြီးအားကိုးတာချင်းမတူတော့ကိုကျင့်တရားမှာကံအောင်အားကိုးတဲ့ကိုကျင့်တရားရှိတယ် ညာအောင်အားကိုးတဲ့ကိုခြင်းတရားရှိတယ်။ကံအောင်အားကိုးနေတဲ့ကိုခြင်းတရားကဘဝပြန်ရမယ်။ဘဝရတဲ့ဒုက္ခသစ္စာ။ဒါဆိုလို့ရှိရင်ကျင့်နေတဲ့အကျင့်တရားမှန်သမျှကသမုဒိယသစ္စာပြန်ဖြစ်တယ်။ဆိုလိုတာကကုစုလို့ရင်လေအဲ့ဒီကုစုကဘဝကိုတောင်းတပြီးတော့လောက်တာဖြစ်တဲ့အတွက်ကြောင့်ကုစုတော့ကုစုပဲဒါမှမဟုတ်သင်္ခါရဘက်ကနေပြီးတော့ပရိသတ်သောဘက်ကိုထောက်ဆပြီးတော့ပြောလို့ချင်းအဲ့ဒီကုစုကပုံညာပြီးသင်္ခါရဖြစ်နေတဲ့အတွက်ပုံညာပြီးသင်္ခါရသည်ကံဖြစ်နေတဲ့အတွက်ကံမှန်ရင် ဝိညာဉ်နဲ့ခန္ဓာရူပခန္ဓာဝေဒနာခန္ဓာသင်္ကြန်ခန္ဓာသင်္ခါရခန္ဓာခန္ဓာ၅ပါးပြန်ရတာဟုလို့ကံဘက်ကနေသွားတဲ့ကိုကျင်တရားကောင်းပါတယ်သို့တော့ကံဘက်ကနေသွားတဲ့ကိုကျင်တရားကံအနေနဲ့ကောင်းတယ်ဒါပေမဲ့ရတာကြတော့ဩနာတိဒုက္ခနဲ့ဇာတိသရမရဏကိုရတာဟုလို့အကျိုးရလကံမကောင်းတော့ဘာလို့မလဲဆိုရင်ခန္ဓာရရင်ဒုက္ခရတာ ဒါပေမဲ့ကံအနေနဲ့တော့ကောင်းတယ်။ကံဘက်ကနေကြည့်ရင်တော့ကံကောင်းတာကိုလိုတိုင်းလိုချင်ကြတယ်။ဒါကြောင့်လဲသင်္ခါရတွေပြုလုပ်တယ်။အဲလုံးတဲ့သင်္ခါရမှာကံဖြစ်နေတဲ့အတွက်ကံသင်္ခါရဖြစ်တဲ့အတွက်ကံသင်္ခါရရဲ့အကျိုးပေးဟာဝိညာဉ်နဲ့ခန္ဓာပြီးတော့မှခန္ဓာ၅ပါးကိုအလုံးအတွဲလိုက်ကြည့်ရတယ်။ဝိညာဉ်နဲ့ခန္ဓာဆိုတာရှေ့ကိုပြောလိုက်တာပေါ့။အဲတော့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဉ်နဲ့ရုပ်သလားယရဏဖတ်တာတုတ်တံဘက်ကသွားတဲ့ခန္ဓာ၅ပါးဟာဘယ်လိုပဲသွားသွားခန္ဓာ၅ပါးဖြစ်နေတာမလို့ကံကောင်းရင်လည်းခန္ဓာ၅ပါးရတယ်ကံဆိုးရင်လည်းခန္ဓာ၅ပါးရတယ်။သို့တော့ ကံဆိုးတဲ့ကိုကျင်းတရားကတော့အပယ်လေးပါခံတာရတယ်ကံကောင်းတဲ့ကိုကျင်းတရားကတော့သူကလေးခံတာရအဲ့တော့ခန္ဓာရတဲ့နေရာမှာအပယ်လေးပါးခန္ဓာကတော့ကြိုးစားအထုတ်ခွင့်မရှိတော့တရားနာခွင့်မရှိတော့တရားသိခွင့်မရှိတော့အဲ့တော့အပယ်လေးပါးကလွတ်အောင်ယုံထွက်ဖို့ကိုတာဆိုတာကိုမဖြစ်နိုင်တော့အဲ့ဒါကတော့အဘုံညာပိသင်္ခါရရဲ့အကျိုးပေးကံရဲ့အကျိုးပေးနောက်တစ်ခါကံကောင်းတဲ့သင်္ခါရကြတော့ခန္ဓာ၅ပါးကိုရတယ်သူကလေးခန္ဓာရတယ်ဂရိအနေနဲ့ကောင်းတယ်သူကလေးပဲ လူပြည်ဖြစ်ရင်ဖြစ်မယ်၊နတ်ပြည်ဖြစ်ရင်ဖြစ်မယ်။ရိုးရိုးမြမပြည်ဖြစ်ကောင်းဖြစ်နေတယ်။သို့တော့ကံတော့ကောင်းတယ်သို့တော့ခန္ဓာဖြစ်နေတဲ့အတွက်ကြောင့်ခန္ဓာမှရင်ဒုက္ခသစ္စာမလို့ကံကြောင့်ရတဲ့ဒီခန္ဓာဟာသစ္စာနဲ့တွဲရင်ဒုက္ခသစ္စာဘာမှလည်းလို့မရင်မွေးတယ်ဇာတိဒုက္ခနာတယ်သရဒုက္ခမွေးတယ်အိုတယ်နာတယ်ဇာတိဒုက္ခသရဒုက္ခမရဏဒုက္ခသိခြင်းဒုက္ခတွေတန်ရိုက်ပါနေတဲ့အတွက်ကောင်းတဲ့ဘက်ကကြည့်ရင်ကံကောင်းတယ်လို့ပြောရပါမယ်သစ္စာအနေနဲ့ပြောရင်တော့ ကံကောင်းတယ်လို့ပြောလို့မရဘာလို့လဲလို့မင်းရင်ခန္ဓာဒုက္ခသစ္စာဖြစ်နေလို့အဲ့တော့ကုသိုလ်လုပ်တယ်လုပ်တဲ့ကုသိုလ်ဟာကိုချင်းတရားအနေနဲ့သဘောတရားအနေနဲ့ကိုချင်းတရားအနေနဲ့ကောင်းနေတဲ့ကုသိုလ်တော့မှန်ပါရဲ့သို့တော့ဉာဏ်ပါတဲ့ကုသိုလ်ဖြစ်နေတယ်သို့တော့ဉာဏ်ပါတဲ့ကုသိုလ်သို့မဟုတ်နိဗ္ဗာန်ကိုရည်မှန်းပြီးတော့လုပ်တဲ့ကုသိုလ်မဟုတ်တဲ့အတွက်ကြောင့်သင်္ခါရဖြစ်တယ်ဓမ္မကံဖြစ်တယ်ကာမဘဝဖြစ်တယ်ဘဝပြန်ရမယ်ချမ်းသာတဲ့ဘဝသို့တော့ အဲ့ဒီအချိန်ယုံကုန်သွားရင်ဒါကနေသိပြီးဒုက္ခတစ်ခါပြန်ရဒီမှာလဲဒုက္ခနောင်လဲဒုက္ခဆိုတော့ဒုက္ခတွေဆက်တိုက်ဆက်တိုက်ပြန်ရတာမို့လို့ဘဝရတာဒုက္ခသစ္စာဒါဆိုရင်အဲ့ဒီလိုဒုက္ခသစ္စာရနေတာတရားသိတဲ့အတွက်ကြောင့်ဒီကိုချင်းတရားဟာဒုက္ခကိုပြန်ရတဲ့ကိုချင်းတရားမို့လို့ကောင်းကောင်းသိပြီးတော့ဒုက္ခလွတ်တဲ့ကိုချင်းတရားကိုအာကိုတဲ့ဒါဆိုဒုက္ခလွတ်တဲ့ကိုချင်းတရားဟာမဲ့ညံနိဗ္ဗာန် ုက္ခလွတ်တဲ့ကိုခြင်းတရားသည်ဝိပဿနာဉာဏ်မဲ့ဉာဏ်နေပါအဲ့ဒါကြတော့ဒုက္ခလွတ်ရလွတ်ချောင်းကိုအာထုတ်တဲ့ကြိုးစားတဲ့ကိုခြင်းတရားမလို့အဲ့ဒီကိုခြင်းတရားမျိုးတော့ကြိုးစားတင်တယ်အဲ့ဒီကိုခြင်းတရားမျိုးတော့အာထုတ်တင်အဲ့တော့ဝိပဿနာဉာဏ်လောကီဝိပဿနာပြီးတော့မှမဲ့ဉာဏ်အဲ့ဒါကိုဒုက္ခလွတ်တဲ့ကိုခြင်းတရား ါဆိုအဲ့ဒီအကျင့်တရားကြတော့ဒုက္ခလွတ်ကြောင်းကိုကျင့်တာဖြစ်တဲ့အတွက်ကျင့်တာသမုဒိယသစ္စာမဟုတ်တော့ဘဲနဲ့မေဃသစ္စာဖြစ်တယ်ဒုက္ခလွတ်တဲ့သဘောတရားရတဲ့အတွက်និရောဓသစ္စာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အခုနကကိုကျင့်တရားကကောင်းတယ်သမုဒိယသစ္စာဖြစ်တယ်ဒုက္ခဖြန်ရတယ်အခုကဒုက္ခသစ္စာမဟုတ်တော့ဘူးဒုက္ခသစ္စာကိုသိတယ်သမုဒိယသစ္စာကိုပယ်တယ်និရောဓသစ္စာဖြစ်တဲ့အတွက်ဒီလိုကိုချင်းတရားမျိုးကတော့အာဟုသင်တဲ့ကိုချင်းတရားဒုက္ခကိုလွတ်ရလွတ်ကြောင်ကျင့်တဲ့ကိုချင်းတရားပြီးဝိပဿနာဉာဏ် မဲ့ညာနဲ့အာထုတ်တဲ့ကိုခြင်းတရားမျိုးကိုကြင့်ကြံနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ကြပါစေ။